ဟုတ်ကဲ့လောင်းတလောင်းကြံနေသေးတယ်ဆရာလေးလောင်းထောက်ထားသေးတယ်ထောက်က85သိန်းတောင်းလားဟုတ်ရလားမြုပ်လိုက်ပါလုပ်ကုန်ပြီတော့ဒါမှမဟုတ်ဘူးထောက်က85သိန်းတောင်းလားနှစ်ပါးတစ်ပါးတစ်ပါးကိုကဲပြီးသွားပြီဒီမှာတစ်ပါးကြံနေဟုတ်အာ85သိန်းဟုတ်ကဲ့မင်္ဂလာပေါင်းရဆက်လိုက်နော်ဖေဟာ85သိန်းကိုနေမင်းတို့ကပေးသွားပြီဟောမမသူတို့ချင်းဒီလိုချင်း ပါလို့လည်းဘယ်ရောက်ဖွင့်မှလဲ။ဘယ်ရောက်မိုးလကောင်။ဟောအဲ၈၅သိန်းတောင်းတာလား။တောင်းတာလေးပြီးလဲရတာလေ။ပြီးလဲရတာ။ဟော၈၅သိန်းပြီးလဲရတာလေ။ဟုတ်။ဟောတော့ဘာလို့လမ်းမတော်လဲ။အဲ့တော့အဲ့နေရာလေးပဲထုတ်ပေးပါရဲ့။ဟုတ်။ဒါကြီးတို့ဒါကြီးတို့အဲ့နာလေးပဲ75ပဲ။ဟုတ်။75ပဲ။ဒီနာလေးကိုထုတ်လိုက်ရ။အေးမှဒီ။ဟုတ်တယ်လေ။ ဟုတ်ပါရဲ့ဟုတ်ပါရဲ့လောင်းလောင်းပါနော်အင်းလောင်းလောင်းရှစ်တန်ကတင်းနဲ့ထုတ်ရမှာရဲ့ကွာမင်းတို့ဒီမှာမင်းကုမ္ပဏီနဲ့ပတ်စုအများကြီးတာဖောင်ရှိရှိမဟုတ်လေအမှန်တကယ်ဆိုတကယ်စီမံညို့ညို့ပြောက်ပဲထည့်ပြီးဟုတ်တယ်မလားအေးစီထည့်ပြီးမလို့လားညို့မိကိုပြုတ်နေတယ်ပြည်မှာဆက်ရန်နေရတယ်ခေါ်တိုင်းရှိပါတယ်ကွာတော့ရဟုတ်တယ်ဘာမှမဟုတ်တဲ့နေရာရေးရေးမှာဟာကြောင်းဟာကြောင်းအနေနဲ့ရတော့ကြောင်းအကောင်က ကဲကျောင်း85ပြီးတောင်းတာတဲ့လောင်းထုတ်ဖို့တဲ့ဟုလောင်းထုတ်က85ပြီးတောင်းတာတဲ့ဒီဆောက်ဦးဆရာလေးနှစ်ပါးဓမ္မတော့ထုတ်ပြီးသွားပြီဓမ္မကျန်နေပြီပုံစံတော်နန်းနေပြီဩ အလောင်းတလောင်းကို85သိန်းကျပြတောင်းတဲ့အဖွဲစကိုင်းတိုင်းဝါချက်ကြီးရွာတာတနာဝန်တီကျောင်းတိုက်ဟာငလျင်တန်ကျောင်းပျက်စီးပြိုကျခဲ့ပါတယ်ပြိုကျပျက်စီးရာမှာတီလရင်ဆရာလေးနှစ်ပါးပြိမိနေခဲ့ပါတယ်တပားကိုအသက်နဲ့ခန္ဓာကိုယ်တွဲလျက်ကဲထုံနိုင်ပြီဖြစ်ပါတယ်ကျန်တဲ့တပားကတော့အသက်တည်ဆုံးပြီးအခုခါမှာကျောင်းတိုက်ထဲမှာပုတ်စော်နေနေပါတယ် အဲ့ဒီပုတ်စော်နိုင်နေတဲ့အလောင်းကိုမရှင်းလင်းမဖယ်ရှားနိုင်တဲ့အတွက်ကျောင်းတိုက်မှာကျမ်းမာရေးနဲ့နေထိုင်ရေးအတွက်အထူးခက်ခဲတွေ့နေပါတယ်။ကယ်ဆယ်ရေးအဖွဲ့တော်တော်များများဟာလည်းအလုတ္တဝန်တွေမနိုင်မနှင်းဖြစ်နေပြီးလာရောက်ရှင်းလင်းမပေးနိုင်ပါဘူး။အဲ့ဒလိုအခြေအနေမှာအဖွဲ့တစ်ဖွဲ့ကငွေ85သိန်းပေးရင်အလောင်းကိုဖယ်ရှားပေးမယ်လို့ကြေးပြစ်ကမ်းလှမ်းနေပါတယ်။ဒါတောင်မှအလောင်းကိုတဖယ်ရှားပေးမှဖြစ်ပြီးကျန်တဲ့အပြည့်အစည်းတွေရှင်းလင်းရေးကိုဆောင်ရွက်မပေးနိုင်ဘူးလို့ဆိုပါတယ်။